မြင်ကလေးအပြင်လာချင်းချင်းတွေသာကရှင်သန်ချင်းရဲ့ခြေလံပရိတ်သတ်အားလုံးပဲမြင်လာပါရှင် Zebra Mate Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အစိုးမများတဲ့ကဘာမြင့်ကြီးကရုတ်တရက်ကြီးတန်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 းတုံ့ဟီးသွားတဲ့အခါမှာလူသားတွေရဲ့ဒီနေနေတဲ့ဘဝလေးတွေလည်းတမောချင်းပြည့်စည်သွားရပါတယ်ဆောက်လုပ်ထားတဲ့အဆောက်အဦတွေဘုံဘုံနဲ့ပြိုကျပြည့်စည်တာကိုကြုံရတယ်လို့ကန်စုတ်တို့ရဲ့ညဉ့်ညူတန်တွေကဲပါယူပါတစားစားအဝိတန်တွေကလည်းဘုံဘုံတွေမိခိုးတွေနဲ့အတူဒေထဲမှာလွင့်ပြနေကြတာပါ ငလင်ဆိုတဲ့သဘာဝတရားကြီးရဲ့ရစက်တဲ့တုံ့ပြန်မှုကလူသားတွေစုံစမ်းပန်းစားဖန်တီးထားမှုကိုတမဟုတ်ချင်းဖြစ်စီပြီးသူဘလောက်ဆွမ်းဆောင်ပြတ်တော့သွားခဲ့ပါလိမ့်ငလင်လောက်ပြီးချိန်မှာတင်ရင်ခဲတဲ့သူတွေကတော့ပျက်စီးဆုံးရှုံးမှုတွေဝန်ထဲကကျမှုတွေပါပဲပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေရဲ့အောက်မှာတည်ဆုံးသွားတဲ့အပြစ်မဲ့သူတွေဝိညာဉ်တွေလွင်မျိုးနေသလိုတန်ရန်ရသူတွေရဲ့အင်းမြူတန်တွေကလည်းလေးတုကိုရောင်းချုပ်ထားတာပါ မိသားစုဝင်ရွေးခွာရခြင်း၊အိုမဲ့အိမ်မက်ဘဝကိုရောက်ရှိခြင်း၊အနာဂတ်အတွက်အမြင်ရတော်ချင်းစားတဲ့တောကတွေကခစားရတဲ့သူတွေကိုမဆိုချားနဲ့ဘေးကမြင်ရတဲ့သူတွေကိုပါနာကျင်စေပါရဲ။နေပါမြောက်စွာကြိုးကြိုးစားစားတိစောက်ထားခဲ့တဲ့အရာအလုံးကအချိန်ကထားလေးအတွင်း ပြက်စည်းတွေဖြစ်ခဲ့တဲ့အခါလူသားတွေမှလည်းအကူရမဲ့ငဲကြီးရုံမှအပတခြားမတတ်နိုင်တော့ပါဘူး။ဒါပေမဲ့ဒီညာချင်းချင်းတွေဝမ်းနဲ့ခြေကွက်မှုတွေရှားမှာပဲရှင်တန်ချင်းရဲ့ခြေတန်လေးတွေတိုးတိုးဆထွက်လာတတ်ပါတယ်။ပြိုကျနေတဲ့အုပ်ပုံအောက်ကယုံထွက်လာတဲ့လက်သေးတစ်ဖက်ကရှင်တန်လိုတဲ့စံသားရဲ့အကောင်းဆုံးဥပမာပါပဲ။ကိုရိုင်းကတန်ရာရင်းနဲ့နာကျင်နေရပုံပဲလေ။တူဦးကတူသူညီထောက်ပံ့ရင်ရှေ့ဆက်ရင်ကျိုးစားနေတဲ့လူသားတွေရဲ့စိတ်ဓာတ်ကလည်းအမကန်းပွေရပါမယ်။တေတူမှာအသက်ရှူရတဲ့ရှင်သူမှာအသက်ရှူကြတဲ့ဆိုတဲ့ အနေအထားမှာကြောင့်ကိုယ့်ရဲ့နာကျင်မှုကိုမျိုးသိပြီးတခြားအကျိုးဆောင်နိုင်ဖို့အတင်းထားကြတဲ့သူတွေကိုလည်းအံ့ဩစရာကောင်းမှအောင်တွေ့ရမှာပါ။ရှားပါးနေတဲ့ကြားကအချင်းချင်းဝင်ညကြောင်အာဘိနေတဲ့ကြတာကလည်းအမောင်တို့ကြားကလမ်းမြင်လိုက်ရတဲ့အလင်းပွင့်လေးတစ်ပွဲဖြစ်နေခဲ့ပါလေ။အလင်းပွင့်လေးပေါ်ထင်လာတဲ့အချိန်မှာတော့အမောင်တို့တွေကိုတဖြည်းဖြည်းအဝေးကိုမောင်းထုတ်လိုက်တာပါ။တူဦးချင်းစေတနာဝန်ထမ်းတွေ၊လူမှုအဖွဲ့အစည်းတွေ၊ပရိုက်တာသမားတွေရဲ့ပူပေါင်းမှုကရှင်သန်ရေးချစ်တယ်လို့ပေါ်အောင်ကောင်းလာစေပါလေ ျောက်ဆုံးသူတွေကိုရှာဖွေခြင်း၊ကံရရသူတွေကိုစေဝါကုသပေးခြင်း၊အိုးအိမ်မဲ့ပြသွားသူတွေအတွက်နေစရာ၆ပန်းပေးခြင်း၊လိုအပ်ကြကိုတန်နိုင်လောက်ပံ့ပိုးပေးခြင်း၊စိတ်တရင်ရသက်သူတွေအတွက်စိတ်ပိုင်းဆိုင်ရာကုသမှုပေးခြင်းစတဲ့လှူရှာမှုတွေကအမောင်သူကိုတက်ညီနဲ့ညီမောင်းထုတ်ပေးခဲ့ကြသလိုပါပဲ။ဒီကြောင့်မှုတွေကြောင့်မှလားကျွန်မကရှင်သန်ခြင်းအလင်းရောင်တွေကလည်းပိုတက်ပွားလာခဲ့တာပါလား။ ဒါပေမဲ့ရှင်သန်ကြီးခီလန်ကထင်သလောက်လွယ်မှာမဟုတ်ပါဘူး။ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေအပြင်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပါဖြစ်စေခဲ့လို့ပါပဲ။ဒီဒဏ်ရာတွေကိုကုစားဖို့အချိန်နဲ့စူးစမ်းအထောက်အကူတွေကလည်းအများကြီးလိုအပ်နေပါသေးတယ်။အဲ့ဒီအတွက်လည်းတချို့သောသူတွေကဖြည့်ဆည်းပေးဖို့အဆင်ပြေနေကြတာကတော့သတင်းကောင်းတစ်ခုပါပဲ။တပတ်မှလည်းဘေးတစ်ပတ်ခံစားရတဲ့သူတွေအတွက်ပြန်လည်ထူထောင်ရေးကိစ္စတွေမဖြစ်မနေလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။အကြအဆုံးကိုအစ်စ်ကပြန်စားရမယ့်သူတွေအတွက်တွေးကြည့်လိုက်ရင်လည်းရေမောစရာကောင်းလာတာပါ ဒီကြားရဲ့ဆုံးရှုံးမှုတွေကြောင့်စိတ်တရရခဲ့ရင်ဆန်ရမယ့်အကေကေကကိုကြီးမလုံးပါရင်ဒီလိုချင်နေမျိုးမှဒီကိစ္စကိုကင်တွယ်နိုင်မှမလားဆိုတော့တဏှာစိတ်တွေနဲ့မုန်းချက်တတ်တာကလည်းသဘာဝပါပဲဒါပေမဲ့ဒီလိုချင်နေမျိုးကြောင့်အုပ်ဖို့အောက်ကယုံထွက်လာတဲ့လက်ကလေးတစ်ခါကိုတွေးမြင်အောင်ကြည့်လိုက်ပါအခက်ခဲတွေဝါးပြီးကုညီဖြည့်ရှင်းပေးနေကြတဲ့သူတွေကိုမြင်အောင်ကြည့်လိုက်ပါအလိုရဲ့သူစည်းမှုနဲ့ဆိုရင်ဒီခက်ခဲတွေကိုကျော်လွှားနိုင်မှအတေချာလုံးပါတယ် မြင်ကလေးကြီးကတော့လူသားတွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုနဲ့နာကျင်မှုတွေကိုသိလာပေးပြပါပြီ။ဒါပေမဲ့ဒီပြည့်ရဲ့ဆုံးကြီးကနေပဲလူသားတွေရဲ့စံစက်ခံနိုင်စွမ်းလူသားဆန်မှုနဲ့သာနာထောက်ထားတတ်မှုတွေကိုမြင်တွေ့ရတာပါ။ငလင်ကြောင့်ပြရတဲ့နာကျင်မှုတွေကိုခွန်အားဖြင့်ပြောင်းလဲပြီးရှေ့ဆက်သွားရင်အခက်အခဲတွေကိုအတူတကွဖြေရှင်းကြရင်ကိုကောင်းတဲ့မနက်ခင်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းစားပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။